မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဟာလူသားသမိုင်းတခြားအလွန်လေးနက်တဲ့ဒတနာတစ်ခုဖြစ်တဲ့ဒါအိုဝါဒကို လေ့လာကြမှာဖြစ်ပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000ကျော်ကတည်းကဒေယုတ်ပညာရှိ လောစုရေးသားခဲ့တဲ့တာဝတ်တချင်းဆိုတဲ့ကျမ်းငယ်လေးကနေစတင်ခဲ့တဲ့ဒီတဒနာဟာကမ္ဘာကြီးရဲ့သဘာဝလူဘဝရဲ့အတိတ်ပဲနဲ့စစ်မှန်တဲ့ငြင်းချမ်းရေးကိုဘယ်လိုရှာဖွေရမလဲဆိုတာကိုနည်းနည်းတဲ့အတွေ့အမြင်တွေနဲ့ဖော်ပြထားပါတယ် ဒါဝါရဆိုတာဘာလဲသူ့ရဲ့လေးဝက်ချက်တွေကဘာတွေလဲဘယ်လိုလက်တွေ့အသုံးချနိုင်မလဲဆိုတာတွေကိုလေ့လာကြည့်ကြရအောင်ပါဒါဝါရဟာလမ်းဒါမှမဟုတ်နီလန်းလိုအတိတ်ပဲရတဲ့ဒါအိုကနေဆင်းသက်လာတာပါဒါအိုဆိုတာစက်ကြောလာကြည့်ရဲ့လက်ပတ်ပေါ်တဘာဝတရားရဲ့စီးချက်နဲ့လိုင်လျောညီထွေနေထိုင်တာကိုအဓိကထားတဲ့ဒတနာဖြစ်ပါတယ် ပြောနိုင်တဲ့တာအိုဟာထာဝရတာအိုမဟုတ်ဘူးနာမည်တက်နိုင်တဲ့နာမည်ဟာထာဝရနာမည်မဟုတ်ဘူးလို့လော့ဆူကဆိုပါတယ်ဒါဟာတာအိုဆိုတာစကလုံးတွေအသွေးခော်တွေနဲ့အပြည့်အဝပေါ်ပြလို့မရတဲ့အရာရာတိုင်းရဲ့အရင်းခံဖြစ်တဲ့မူလစွမ်းအားမူလအခြေခံ ဖြစ်တယ်လို့ဆိုလိုတာပါ ကျွန်တော်တို့နာမည်တက်ပြီးခေါ်ဝေါ်တဲ့အရာအလုံး ဥပမာသစ်ပင်တောင်လူဒရိษံစတာတွေဟာဒီတာအိုရဲ့ပြင်ပပုံဒရန်တွေထုတ်ဖော်မှုတွေသာဖြစ်ပါတယ်။ဒါကြောင့်ဒါအိုဆိုတာဘာမှမရှိတဲ့အခြေအနေကနေအရာရာကိုဖြစ်တည်စေတဲ့စွမ်းအားဖြစ်ပါတယ်။ဒါအိုကို နေနစ်မနေနဲ့သူနဲ့တင့်လျော်အောင်ကြိုးစားနေထိုင်ပါတဲ့။ဒါအိုဝါရကလူသားတွေအနေနဲ့ တဘာဝတရားရဲ့စည်းစင်းမှုအတိုင်းလိုက်ပါနေထိုင်သင့်တယ်လို့ဆိုပါတယ်။လူဘဝမှာအောင်မြင်မှုပျော်ရွှင်မှုနဲ့စိတ်ငြိမ်းချမ်းမှုရဖို့အတွက်မလိုအပ်တဲ့အကျိုးစားအထောက်မှုတွေပူပင်သောကတွေအတ္တမာနတွေကနေကင်းဝေးပြီးရိုးရှင်းတဲ့ဘဝကိုနေထိုင်ဖို့တိုက်တွန်းထားပါတယ်။နောက်တစ်ချက်တာအိုကိုမလွန်ဆန်တဲ့သူနဲ့တင့်လျော်အောင် ပေါင်းစားပါတဲ့။ ဆိုလိုတာကတဘာဝတရားရဲ့စစ်ချက်အတိုင်းလိုက်ပါစီစဉ်ပါလို့ဆိုလိုတာပါလူတွေဟာ ကိုယ်စန္ဒအတိုင်းစัจ java ကို ပြောင်းလဲဖို့အငဲကြိုးစားကြတယ်ဒါပေမဲ့ဒါဝဝါဒကတော့စัจ java ကြီးမှာသူ့ရဲ့ကိုယ်ပိုင်စီစဉ်မှု ကိုယ်ပိုင်စီမင်းတွေရှိတယ်လို့ယုံကြည်ပါတယ်ဒီစီမင်းတွေကိုနားလည်ပြီးလိုက်နာမယ်ဆိုရင်ဘဝကပူပြီးလွယ်ကူချောမွေ့မယ်ပူပြီးငြိမ်းချမ်းမယ်လို့ဆိုပါတယ် ဥပမာအနေနဲ့ရေစီးကြောင်းကိုဆန်တက်ပြီးရေကူးတာနဲ့ရေစီးကြောင်းအတိုင်းလိုက်ပါပြီးရေကူးတာဘယ်ဟာကပိုလွယ်ကူမလဲရေစီးကြောင်းအတိုင်းလိုက်ပါတာက ပိုပြီးအာမကုန်ပဲလွယ်ကူပါတယ်ဒီလိုပဲဘဝမှာအရာရာကို အတင်းအဓမ္မမလုံဆောင်ပဲတဘာဝရဲ့စိတ်စိတ်မှုအတိုင်းလိုက်ပါနေထိုင်တာကအကျိုးများတယ်လို့ဆိုလိုတာပါဒီအချက်ဟာဒါဝဝါရမှာအလုံးအရေးပါတဲ့အယူအဆတစ်ခုဖြစ်တဲ့ဝူဝေးပါဝူဝေးဆိုတာ ပြင်းရည်စွာထိုင်နေတာမျိုးမဟုတ်ပဲတဘာဝရဲ့စဉ်စစ်မှုနဲ့လိုင်လျောညီထွေလှုပ်ဆောင်တာအားဆိုင်ညှစ်ထုတ်မှုမရှိပဲလှုပ်ဆောင်တာကိုဆလိုပါတယ်ဒါဝဝါရကရေကိုသင်္ကေတအဖြစ် မကြကနအသုံးပြုပါတယ်ရေဟာပျော့ပြောင်းပေမဲ့ကြောက်တုံးကိုတောင်တိုက်စားနိုင်စွမ်းရှိပါတယ်အသားအစေးရှိရင်လမ်းကြောင်းပြောင်းပြီးစီစဉ်သွားတယ်အောက်ကျတဲ့နေရာကိုအမြဲစီစဉ်ပြီးဘယ်တော့မှအတမထားဘူးဒီလိုပဲ လူတွေဟာ အတင်းအကျပ်မလုံဆောင်ပဲရေလိုလိုက်လျောညီထင်စွာနေထိုင်သင့်တယ်လို့ဝူဝေးကဆိုပါတယ်။ကျွန်တော်တို့ဟာတခုခုကို အတင်းအဓမ္မလုံဆောင်ဖို့ကြိုးစားတဲ့အခါပင်ပန်းပြီးစိတ်ဖြစ်စည်းမှုတွေဖြစ်လာတတ်ပါတယ်။ဝူဝေးကတော့အတ္တမာနကိုယ်စိတ်ဆန္ဒတွေကိုပေးဖယ်ပြီးအရာရာတိုင်းရဲ့သဘာဝဖြစ်စဉ်ကိုလေးစားဖို့တိုက်တွန်းပါတယ်။ ဒါမှသာအလိုလိုနေရင်အောင်မြင်မှုနဲ့ငြိမ်းချမ်းမှုကိုရရှိနိုင်မယ်လို့ယုံကြည်ပါတယ်။နောက်တစ်ချက်ကအကျိုးအမြတ်နဲ့တကူဩဇာသုံးချင်းအပေါ်တာအိုရဲ့အမြင်ဖြစ်ပါတယ်။ဒီအချက်ကတာအိုရဲ့နည်းနည်းမှုကို ပူပေါ်လွင်စေပါတယ်။တာအိုဝါရကစာရိတ္တကို ကောင်းသည်ဆိုးသည် ဆိုပြီးပိုင်းခြားတာထက်တာအိုနဲ့ကိုက်ညီဤမကိုက်ညီဤဆိုတဲ့ရှုထောင့်ကနေကြည့်ပါတယ်။ လူတဦးဟာအကျိုးအမြတ်ပဲအမြဲတွက်နေတယ်အကျိုးအမြတ်အတွက်မရမနေရှာတယ်တကူဩဇာသုံးပြီးကိုကျိုးစည်းဝါလှုပ်တယ်ဆိုတာမှာစာရိတ္တညံ့တယ်လို့မဆိုသင့်တယ်လို့မိုက်မဲတယ်အချင်းအနည်းဖြစ်တယ်လို့လည်းမဆိုသင့်ဘူးလို့တာဝူကဆိုပါတယ်တာပါကိုဆိုလိုတယ်လဲဆိုတော့လူသားတွေရဲ့လိုချင်စိတ်အကျိုးအမြတ်ရှာလိုစိတ်အာနာလိုချင်စိတ်တွေဟာလူတဘာဝရဲ့အစိတ်အပိုင်းတွေပါ တာဝကဒါတွေကိုမကောင်းဘူးလို့တစိမ့်မကတ်ပါဘူးအရာရာတိုင်းဟာတဘာဝရဲ့မြတ်သားမှုအစိတ်အပိုင်းပါအရေးကြီးတာကဘယ်လိုနီးလန်းနဲ့လှုပ်ဆောင်တယ်လဲဘယ်အတိုင်းအတာအထိလှုပ်ဆောင်တယ်လဲဆိုတာပါပဲတကယ်လို့ဒီလိုလှုပ်ဆောင်မှုတွေကတာဝနဲ့ဆန့်ကျင်ပြီးလောဘကြီးလွန်အတ္တကြီးလွန်ရင်တဘာဝတရားကိုဖျက်ဆီးတဲ့အဖြစ်ဖြစ်လာရင်တော့ဒါဟာတာဝရဲ့လမ်းကြောင်းကနေသွေးဖယ်သွားပြီလို့ဆိုလိုတာပါ ဒါဝင်နဲ့မကိုက်ညီတဲ့အခါစိတ်အေးချမ်းမှုမရပဲပင်ပန်းဆင်းရဲမှုတွေပဲရောက်လာနိုင်ပါတယ်။ဒါမိုင်မဲတယ်အချစ်အနည်းပဲလို့ပြောတာထက်ဒါဝင်နဲ့မကိုက်ညီဘူးတဘာဝနဲ့ဆန့်ကျင်နေတယ်လို့ပြောတာကပုံမှန်ကန်ပါတယ်။ဒါဝါရကရှုံထွေးမှုတွေလိုအပ်တာထက်ပိုရှန်နေတာတွေကိုရှောင်ရှားပြီးရိုးရှင်းတဲ့ဘဝနေထိုင်မှုကိုမျက်နှိုးပါတယ်။ပစ္စည်းဥစ္စာတွေ၊ဂုံပကာဏာတွေနောက်မလိုက်ပဲ ကိုယ်မှာရှိတဲ့အရာနဲ့ကျဉ်းနှက်တက်ဖို့တိုက်တွန်းပါတယ်။လိုချင်စိတ်နဲ့လေလေစိတ်တော့ကနဲ့လေလေပါပဲ။ပြင်ပကဆွဉံတန်တွေလှူရှားမှုတွေကြမှာကိုယ့်ရဲ့အသွင်းစိတ်ကိုစင်ငိမ်အောင် ထားဖို့အရေးကြီးပါတယ်။တရားထိုင်တာ၊သဘာဝတရားနဲ့ထိတွေ့တာစတဲ့နီးလန်းတွေနဲ့စိတ်ကိုငြိမ်သက်စေပြီးတာဝန်နဲ့ပုံမနစ်ဆအောင် ကြိုးစားနိုင်ပါတယ်။မိကုံးချုပ်ရရင်ဒါဝါရဟာပါဇာရေးတစ်ခုထက် ်လူဘဝနေထိုင်မှုအတွက် လမ်းညွှန်မှုပေးတဲ့တန်တနာတစ်ခုဖြစ်ပါတယ်။တာအိုကိုမလွန်ဆန်တဲ့အလိုက်သင်ပေါင်းစားပါဆိုတဲ့အချက်ကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာကြုံတွေ့ရတဲ့အခက်အခဲတွေကိုဘယ်လိုချင့်ကပ်ရမလဲဆိုတာကိုသွန်သင်ပြသနေပါတယ်။ပြင်ပကကဘာကြီးကိုပြောင်းလဲဖို့မကြိုးစားခင်ကိုယ့်ရဲ့အတွင်းစိတ်ကိုအရင်ငြိမ်သက်အောင်ထားတတ်ဖို့ တဘာဝတရားနဲ့တဟစာသာဖြစ်အောင်နေတိုင်းတက်ဖို့သင်ခန်းစာယူနိုင်ပါလေဒီဗီဒီယိုကနေဒါဝဝါရအကြောင်းပုံမတိရှိနားလည်သွားလိမ့်မယ်လို့မျှော်လင့်ပါတယ်နားဆင်ကြည့်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျာ